အားလုံးပဲမင်္ဂလာပါရှင် အခုပြပြပေးမယ့်ပုံမြင်လေးကတော့ယတနာပုံမြင်ပဲဖြစ်ပါတယ်ရှင်တခါတုန်းကရွာတရွာမှာဆန်းသာကျဲွားတဲ့တတိလိမ်မယားရှိလေတယ်အဲ့ဒီတတိလိမ်မယားဟာငွေကြီးဥစ္စာယတနာများကျဲွားတော်လဲတသမီယတနာမရှိပြီးအခက်ကြုံနေရလေတယ်ဒါကြောင့်တတိကြီးဟာဇနီးဖြစ်သူနဲ့တိုင်ပင်ပြောဆိုလေတယ်ရှင်မရေငါတို့လဲအသက်ရကြီးရင်နေပြီးငါတို့ပိုင်ဆိုင်ထားသည် ပစ္စည်းဥစ္စာများကိုအမွေလွတ်အပ်ပေးရန်အတွက်ခရီးထွက်ရေးတသမိယတနာရှာဖွေမှာဖြစ်တော်မယ်။တတိကြီးသည်ဇနီးဖြစ်သူနှင့်တိုင်ပင်ပြီးသူစင်ရဲ့အသင်ဖြင့်စားဖွေရိတ်ခါတို့ကိုယူဆောင်ကာ ခရီးထွက်လာခဲ့လေတဲ့။ရေကမ်းမတစ်ခုကိုရောက်သောအခါတတိကြီးသည်မြစ်တစ်ဖက်ကမ်းသို့ကူးရန်ကတို့လေဖြင့်ပို့ဆောင်နေသည့်မောင်ဩဆိုသူလူငယ်လေးကို တွေ့ရှိ၍မေးမြန်းလေတဲ့။အမောင်အဖိုးမြစ်တစ်ဖက်ကမ်းကို သွားလို့ရေပို့ပေးပါပို့ပေးပါကအသည်ပြာမြင်းမြပေးဆောင်ရမည်ကိုတည်လိုပါသည်အဲ့ဒီအခါကတို့လီပို့ဆောင်သည့်မောင်ဩကအဖိုးကြီးမြစ်တစ်ဖက်ကန်းကို ကူးလို့ရင် အသည်ပြာတရားပေးဆောင်ရမည်ကိုမတိဘူးလားလို့ပြောဆိုလိုက်လေတဲ့အဲ့ဒီအခါတထေးကြီးကအမောင်အဖိုးမအမောင်တောင်းခံတဲ့အသည်ပြာတရားမပါဘူးအဖိုးမအသည်ပြာ90တာပါရှိပြီ ထိုအသက်ပြား90ဖြစ်တာပို့ပေးပါလို့ပြောဆိုလေတဲ့ဟဲ့ဒီအခါမောင်ဩကအဖိုးကြီးပေးနိုင်တဲ့အသက်ပြားမှာနဲပါလွန်ရင် မပို့ပေးနိုင်ဘူးလို့ညှင်းဆန်ပြောဆိုလိုက်တယ်ဟဲ့ဒီအခါတရေကြီးသည်တခြားကလူသမားတယောက်ကိုအသက်ပြားတရားပေးပြီးမြစ်တစ်ဖက်ကန်းသို့ကူးသွားလေတဲ့တရေကြီးဟာမြစ်တစ်ဖက်ကန်းသို့ရောက်ရှိချိန်တွင် နေဝင်၍ခီးမဆက်နိုင်ပဲ ရကံပေရှိတန်ခါတဲလေးတွင်နေထိုင်တဲ့မောင်ချိုအမည်ရှိ လူငယ်လေးကို တွေ့ရှိသွားလျာအမောင်အဖိုးဆက်ရှစ်ဆက်ပြီးခရင်နေရန်အချိန်လင့်သွား၍အမောင်နေထိုင်တဲ့တဲတွင်တညာအိဆက်ခွင့်ပြုပါအမောင်အတွက် မနစ်နာရအောင်အိတ်ခအဖြစ် အသက်ပြပေးပါမည်ဟု ပြောဆိုလိုက်လေတဲ့ တတိကြီးစကားကိုကြားလျင် မောင်ချိုက အဖိုးခမကျွန်ုပ်ဤတဲတွင် စိတ်တန်းကြအိတ်နိုင်ပါတဲ့အဖိုးအခအဖြစ်အသက်ပြပေးရမလိုပါလို့ပြောဆိုကအသည့်ဆက်ထားတဲ့ထမင်းနဲ့ဟင်းကို ခုပြီးအခန့်ကျွေးမွေးလေတဲ့တတိကြီးဟာမောင်ချိုအခန့်နဲ့ထမင်းကိုစားတော့ပြီးအမောင်ဒီတဲတွင်နေထိုင်ပြီးအဘေကိတို့သော အသက်မွေးဝမ်းကြောင်းမှုကိုပြုဝတ်တယ်လို့မေးမြန်းသောအခါ မောင်ချိုက အဖိုးခင်များကျွန်ုပ်ဤမိဘများဆုံးပါသွားပြီးမြစ်ထဲတွင်တန်းငှားရှာတဲ့အလုပ်ဖြင့်အသက်မွေးပါသည်ဟု ပြောဆိုလိုက်လေတဲ့တထေကြီးအိမ်မေပြူတဲ့အခါတထေကြီးအတွက် ပြင်ဆင်ထားသည့်အိယာကို တွေ့ရှိသွားလေရာမောင်ချိုးအားအမောင်အဖိုးအတွက်အိဆက်ဖို့ပြင်ထားတော်လဲအမောင်ကညီတို့အိဆက်ပါမည်နီလို့မေးမြန်းတဲ့အခါ မောင်ချိုက အဖိုးခမအဖိုးကအသက်ရွယ်ကြီး၍အိပ်ပျော်ရန်အရေးကြီးပါတယ်အကျွန်ုပ်ကလူငယ်ဖြစ်၍သက်လျော်သလိုအိပ်ဆက်ရည်ရနိုင်ပါတယ်လို့ပြောဆိုလိုက်လေတယ်ဒါကြောင့်တထေးကြီးသည်ပါလာတဲ့ရိတ်ခါတို့ထဲမှာအသက်ပြများကိုမသိမ်းထားပဲအိပ်လေတဲ့တထေးကြီးအိပ်ပျော်ရမှနှိုးရည်ကြီးလိုက်တဲ့အခါမောင်ချိုဟာမအိပ်ဖဲမိဖို့ဘေးတွင်ပိုက်ခွန်ပြင်းနေတာကို တွေ့ရှိသွားလေတဲ့ ဒါကြောင့်မုံချို့ကိုအမောင်းနေ့စဉ်မြစ်ထဲတွင်တာငါရှောက်ဝေးရတာပင်မမှုရှိတော်လဲအဘဲကြောင့်မအိပ်ပါတလဲ အဲ့ဒီအခါမောင်ချိုက အဖိုးခမရအဖိုးတွင်ပါလာတဲ့အုပ်စာပစ္စည်းများကို သူတစ်ပါးယူဆောင်ပြီးကိုစိုးရင်ပြီးမအေးပဲစောင့်ရှောက်နေခြင်းဖြစ်ပါတယ်။အဖိုး၏ပစ္စည်းများကိုစောင့်ရင်ပစ္စည်းနေတဲ့ပိုက်ကွန်ကိုပြုပြင်ရတော့ကြောင်းနောက်နေငါးဖက်ရံအသည့်ဖြစ်နေပြီလို့ပြောဆိုလိုက်လေတဲ့။မိုးလင်းလေရင်တထေးကြီးခီးစိတ်ရံအတွက်မောင်ချိုဟာထမင်းတုံနေရေဘူးကိုပေးလိုက်လေတဲ့။ တရေကြီးဟာခီးဆက်လက်ထွက်ခွာပြီးအိမ်သို့ပြန်လာလေနေတယ်။အရောက်တဲ့အခါဇနီးဖြစ်သူကိုပြောပြလေတယ်။ရှင်မရေငါခီးထွက်ရင်တသမိယရနာတော့တွေ့ရှိခဲ့တယ်။ဒါပေမဲ့ယရနာအစေဟုတ်မဟုတ်ကိုတော့မသိရသေးဘူး။သူ့ကိုအမွေရသည့်အကြောင်းကိုတော့တရင်ပေမှာဖြစ်မယ်လို့ပြောဆိုကတရေကြီးသည်ကရုလီပို့တဲ့မောင်အောင်နဲ့တန်ခါတဲ့မောင်ချိုး နှအူးကိုလူလွတ်၍အမွေယူရာခော့ခိုင်းလိုက်လေတဲ့မောင်အောနဲ့မောင်ချိုနှအူးတထေးကြီးထံရရှိလာလေတဲ့တထေးကြီးဟာမောင်အောကို ပထမဆုံးပြောလိုက်လေတဲ့အမောင်ကျွန်ုပ်တို့လည်းမရသာချမ်းသာကြွယ်ဝတော်လေအမွေဆက်ခံရန်တသမီမရှိလို့တသမီရတနာရှာဖွေရန်ထွက်ခဲ့ပါတဲ့အမောင်နဲ့တွေ့ဆုံစဉ်က စကားပြောဆိုရမှာချင်းငယ်ချင်းမရှိပဲအတံပြားရလို့စိတ်ဖြစ်တဖက်သားကို အစင်နာမဲ့စာဆက်ဆံခြင်းကို တွေ့ရှိရတဲ့ဒါကြောင့်အစနုပ်ပေးမည်အမွေနဲ့မထိုက်တန်ပါတထေကြီးစကားကိုကြားတော့မောင်ဩဟာတင်ဆက်ရဲ့အသွင်ဖြစ်ကရူကူးရန်လာတဲ့အဖိုးကြီးဟာတထေကြီးဖြစ်ကြောင်းသိရှိသွားလေတဲ့တထေကြီးသည်မောင်ချိုးကလည်းအမောင် အကျွန်ုပ်ကိုအဖိုးအခမတွက်ပဲစကားကိုချိုးသားစွာပြောဆိုပြီးမင်းရင်ဖရင်တဲ့ပွဲပြုစုကျွေးမွေးတဲ့ကဲ့သို့အကျွန်ုပ်၏အသက်ပြားကိုမယူငင်မဲ့ ထိန်းသိမ်းဆောက်ရှောက်ခြင်းကြောင့်အကျွန်ုပ်၏အမွေများကိုဆက်ခံနိုင်သည့်ယန္တနာအစစ်အမှန်ဖြစ်လေတယ်လို့ပြောဆိုလိုက်ကတငါတဲ့မောင်ချို့ကို အမွေအားလုံးလွတ်အပ်ပြီးတသမီအဖြစ်မွေးစားလိုက်လေတယ်အဲ့ဒီအခါမောင်ဩဟာသူတစ်ပါးအပေါ်ကျင်နာစိတ်ကင်းစွာဖြင့်ချိုင်းပြစွာဆက်ဆံပြောဆိုခဲ့သည့်မိမိအပြုအမူများကြောင့်တထေးကြီးလေးမရပေတဲ့ အမွေများနဲ့လွဲသွားကြရတာကိုစဉ်းစားမိကနောင်တများစွာ ရရှိသွားလေတော့တယ်။ပုံမြင်လေရတော့ဒါပါပဲရှင်။ဆုံးထိနာဆင်ပေးခဲ့တဲ့အတွက်ကြောင့်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီ channel လေးကိုလည်း like and subscribe လေးလုပ်ပေးကြပါအောင်ရှင်